မင်္ဂလာပါကျွန်မဒီနေ့ပြောပြပေးမှာတော့ကြောက်ကပ်ပျက်စီအောင်လို့ကျွန်မကိုယ်တိုင်လုပ်ခဲ့မိတဲ့အမှားတွေပေါ့နော်အဲ့ဒါလေးကိုပြောပြပေးချင်ပါတယ်ကျွန်မဒါလေးကိုပြောပြရတဲ့အကြောင်းရင်းအကြတော့ဟိုကျွန်မလိုမျိုးမဖြစ်တဲ့နာမဖြစ်ရအောင်ဟိုကျွန်မရဲ့ဘူးဒုတာမရှိရတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကြောက်ကပ်ပျက်စီရဲ့အထီးမရောက်ရအောင်လို့ပြောပြရဖြစ်ပါတယ်ဟိုပါပေါ့နော်ကျွန်မကကြောက်ကပ်မဖြစ်ခင်မှာ ကျောင်းသူပေါ့နော်ကျောင်းသူဆိုတော့ကျမကတက္ကသိုလ်ကျောင်းသူဒဂုံတက္ကသိုလ်မှာတက်ရတယ်တက်ရတဲ့အခါမှာကျမတို့ကအဲတဏီဂုံပေါ့ဒီကျောင်းသူဖြစ်တဲ့ကျောင်းတဏီဂုံကျောင်းသွားရတယ်ကျောင်းသွားရတဲ့အခါမှာဟိုစားတဲ့အစားအသောက်တွေက เจ้าอ่ะซาตอกดิซ้ามิเลยปะเนาะเจ้าอ่ะซาตอกดิมาก็บลูဖြစ်เลยสอแคนดิ้งก็ซาตอกได้ซาลูရှင်เจ้าตู่นี่ဖြစ်ด้วยด้วยเจ้าหมดโหโกบัจจันเนี่ยไก่อองโหลแลมเบียปะเนาะจมารูเจ้ามาก็ไอ้แลมเบียมาอตုတ်ดิดุโทดิไอ้หลูမျိုးไข่มุกดิโหพี่ต่อรู้สุชิงติมอนดิตုတ်ดูบารูปะเนาะไอ้หลูมียาวเนี่ยสายนี่ရှိอ่ะအဲ့အိမ်မှာစားတာများခဲ့တယ်အဲ့ဒါတွေကဘာဖြစ်လဲဆိုတော့ကျမအရန်ဆက်တယ်ပြီးတော့ရင်ချုံမှုတွေရမ်းပါတယ်ငံပြရည်တွေရမ်းပါတယ်ကျမရင်းနဲ့မညီညွတ်တာရင်အရန်ကိုစားခဲ့မိတယ်ပေါ့နော် ဲ့တော့ကျမတို့ကျောင်းသူတော်တော်များများဘာဖြစ်ကြလဲကြောက်ကြရောင်ကြရဲဟိုကြောက်ကြရောင်တဲ့နေရာမှာကျမရဲ့တငယ်ချင်းနေရာကြသူတို့ကလက္ခဏာပြတယ်အရန်ကိုမခံမြတ်နိုင်အောင်အောင့်နေနာတယ်ဆေးကန်းကိုရောက်သွားတယ်သူတို့ဆရာဝန်နဲ့တွေ့တယ်မှန်ကန်တဲ့ကုသမှုကိုရပြီးတော့သူပျောက်သွားတယ်ဗောနော်ကျမကကြတော့ကန်ဆိုးချင်တော့ကျမကအဲ့လိုမျိုးလက္ခဏာမပြအောင်ဗောနော်မပြပဲနဲ့ဟိုဘယ်လိုဖြစ်လဲဆိုတော့ မနာဘူးမအောင်ကျွန်မသွေးတိုးတာနဲ့ကြတဲ့ခါကျတော့ကျွန်မကသွေးတိုးတယ်လို့ထင်ပြီးတော့ကုခဲမိတယ်။အဲကြောက်ကအထူးကုစီကိုရောက်တဲ့အခါမှာလည်းဟိုဘောနောဘယ်လိုပြောရမလဲဆရာဝန်ရေးချယ်မှုကနည်းနည်းမှားယွင်းခဲ့တယ်။အဲကိုကလည်းဆရာဝန်ရဲ့စကားကိုနားမထောင်မနဲ့သူတို့ကြစီပုံမှန်မတောက်ဘူးဆရာဝန်က၃လတခါလားဆိုမလာခဲ့ဘူးနောက်တစ်ခါဆရာဝန်ကနေပြီးတော့ဟိုကြောက်ကအသားစားယူပြီးတော့ဆစ်လို့လို့ရှိရင်တော့ပို့ပြီးတော့မှန်ကန်တိကြတဲ့ အဖြေကိုရမယ်အဲ့ခါကျရင်မှန်ကန်တဲ့ကုသမှုပေးနိုင်တယ်လို့ပြောခဲ့တာတောင်မှကျမကနားမထောင်မင်းနဲ့ဟိုအသားစားမယူခဲ့ဘူးအဲ့အတွက်ကြောင့်ကျမအခုကြောက်ခက်ပြတ်သွားသည်တိုင်အောင်လို့ကျမရဲ့ကြောက်ခက်ကဘာယောဂါကြောင့်ပြတ်သွားလဲဆိုတော့ကျမအခုထိမသိဘူးပေါ့နော်အဲ့တော့ဟိုဆံမိုက်တော်ခင်တရားတွင်ရတော့ကျမကိုကောက်ချက်ချတာတော့နာတာရှိကြောက်ခက်ရောင်တာကြောင့်ကြောက်ခက်ပြတ်သွားတယ်လို့ဆံမိုက်ကြီးကတော့ကောက်ချက်ချတယ်ဟိုကျမအဲ့လောက်ထိပဲတည်ခဲ့တယ်ပေါ့နော်အဲ့တော့ဟိုကျမလိုမျိုးမဖြစ်ရအောင် တကယ်လို့စိတ်ကမ်းပြမယ်ဆိုလို့ရှိရင်ဆရာဝန်ရဲ့စကားကိုတိတိကျကျနားထောင်ပါဟိုပြီးတော့တော့ဆရာဝန်ကိုတိချရွေးချယ်ပါပေါ့နော်ကိုကတိုင်ပင်ဆွေးနွေးလို့ရတဲ့ဆရာဝန်နဲ့ပြတဲ့ခါကြလို့ရှိရင်ကိုရဲ့ယောဂါကိုကိုကတိပြီးတော့ဟိုပို့ပြီးတော့ထိမ့်သိမ့်နိုင်တယ်ပေါ့နော်ကျမလိုမျိုးအလိုမျိုးပေါ့နော်ဟိုကျမဆိုရင်တွေးတိုးတယ်တွေးတိုးပြီးတော့နှစ်နှစ်လောက်ကြာမှကြောက်ခက်ကပြတ်သွားတယ်ကျမရဲ့ယောဂါကဘာလဲဆိုတော့ကြောက်ခက်ရောင်ချောင်းတွေးတိုးတယ် ွေးတိုးတဲ့အကြောင်းကြောက်ခွက်ကိုပြန်ထီပြီးပြန်ပြက်သွားတယ်အဲ့လိုမျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ကျမလိုမျိုးဖြစ်ရအောင်လို့အစားအသောက်ကိုလည်းအချင်းချင်းမအချိုးရည်မတောက်ပါနဲ့အဲ့လို